စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့အတွက်ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းတွေပို့တောင်ပုံနေသေးတယ်လို့ပြည်ကံပြိုးပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောကြားလိုက်ပါတယ်။မနေ့မေလ30ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ငလျင်ဘေးအလွန်မြမစီပွားရေးပြည်လဲကုစားခြင်းနဲ့ပြည်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲမှာကြံခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောကြားလိုက်တာပဲဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့မဲဆန္ဒနယ်မြေတစ်ခုကို ကိုယ်စားလှယ်လေးဦးသတ်မှတ်ထားတာကြောင့်ကိုယ်စားလှယ်တွေပုံနေတာဖြစ်ကြောင်းဥခိယီကမီဒီယာတွေကိုဖြေကြားခဲ့တယ်လို့ပြည်ခိုင်ဖြိုးပါတီရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ကျွန်တော်တို့မှာကိုယ်စားလှယ်အင်အားအပြည့်ရှိတယ်။ပို့တောင်မှပုံနေသေးတယ်။အခုလုံးလုံးဆက်ကိုယ်စားလှယ်ရေးချင်းသတ်မှတ်ချက်တွေကလည်းထွက်မလာသေးဘူးလို့ဥခိယီကပြောပါတယ်။ မဲဆန္ဒနယ်မြေတကူကပေးပို့လာတဲ့ကိုယ်စားလှယ်တွေကိုလူလူလက်ခံမှုထောက်ခံမှုရှိမရှိကိုတတိယအဖွဲ့စည်းသပ်ပါတီတခုနဲ့ဆွေးနွေးပြီးကိုယ်စားလှယ်အမည်စင်းဆုံးဖြတ်မယ်လို့လဲစစ်ကောင်စီရဲ့ဝန်ကြီးအဖြစ်ကနားပြီးချင်းငံ့ရေးပါတီဥက္ကဋ္ဌဖြစ်လာသူဦးခင်ကြီးကပြောပါရယ်စစ်ကောင်စားမင်းအောင်လိုင်းကအခုလာဇန်ပိုင်းကဘီလာရုနိုင်ငံကိုရောက်ရှိနေချိန်မှာဒီဇင်ဘာလအတွင်းရွေးကောက်ပွဲ ကျင်းပမယ်လို့ပြောကြားခဲ့သလိုစစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကလည်းလာမယ့်ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကိုကျင်းပရန်ရှိတယ်လို့ပြောကြားထားပါတယ်ရှင်။